ကဲစာရမလာခင်တုန်းကအေးဝသည်ဘုရားစကားနားထောင်လားနားထောင်လားနားထောင်လေနားထောင်လားဘာလို့နားထောင်တာလဲကြောက်လို့ကိစ္စရှိလို့ချစ်လို့ကြပြပါတဖြေပါဒီခုမှတော့မဟုတ်ဘူးပေါ့နော်ကဲဘာလို့နားထောင်တာလဲကြောက်လို့ဒီချာနားထောင်တော့ပြောပြမယ်နားထောင်ပြတခြားစကားမှမရှိဘူး ဒီစကားလေးရှိတာပဲလေတခါကျတော့ရှင်တချို့ကပြောနေတယ်အတင်းတော့ပါလေအဲ့ကောင်မော်လီကငါပဲကြိုက်တာကြိုက်မှာပေါ့တခြားကြိုက်ဆရာမှမရှိတာအကောင်လုံးကဘွားကြီးပဲသူကြောက်ပဲပြူရှိတာတင်မှတ်ထားပါတော့ရွေးစရာမရှိလို့တင့်ကိုလာရွေးတာအဲ့ဒါအစ်မဟုတ်ပြောကြည့်အောင်ကိုဘေးကလို့တက်တက်ကြီးကြီးပြောပြောပြော လူငယ်တွေကြကြပြောဂျွေးရေးစရာမရှိလို့နင့်ကိုလာရွေးတာအဲ့ဒါအစ်မဟုတ်ဘူးပြောဟာဖျားတယ်လဲကြွလာတော့မယ်အတင်းတော်မှာကြီးလိုက်တော့လဲအကုန်လုံးကအိုနေပြီနင်တယောက်တည်းအပြူရှိတယ်နော်ငါအကြိုက်ပါလားဆိုရင်အဖြေပေးမလားဟာနံပါတ်ပါတက်ကုန်ပြီဝင်ရောဖွင့်ပြနော် စစ်မှန်မှုမဟုတ်ဘူး။အော်အသင်းတော်ထဲမှာလည်းဘသူကြည်ကြည်လှလိုက်တာဟာလှလိုက်တာမလေးဘသူယူရမှမသိဘူး။ဒါပေမဲ့လည်းနေ့ကိုပဲငါချစ်တယ်ဟေးဆိုလို့ရှိရင်အဖြေမပေးရင်တော့မငင်းရဘူးမဟုတ်ဘူးလား။အာနာပါနာနဲ့ပဲလက်ထပ်လိုက်တာလေ။ဟမ်။ရွေးချယ်စရာအများကြီးရှိတဲ့အထက်ကမှတိတ်ကိုလာရွေးရင်အဲ့ဒါအစ်စ်။အကောင်းသားတွေတွားစရာနေရာရှိရတဲ့တန်းတဲ့ဒီညာကိုမှလာတယ်ဟေးဆိုချင်အဲ့ဒါမိတ်ဆွေအစ်စ်ပဲ။ဒီညာကိုသူတကယ်ချစ်လို့လာတာ။ ီကနေ့ကာလမှာအသင်းတော်လို့ပြောရင်လည်းရွေးချယ်စရာအများကြီးရှိတယ်။တချို့တွေကတခြားအသင်းတော်မှာပါဝင်လို့ရတယ်။တခြားအသင်းတော်ပိုကောင်းတဲ့အသင်းတော်တွေလည်းသိတယ်။ဒါပေမဲ့ဒီအသင်းတော်ကမခွာဘူးဆိုတာသူကမပွင့်လို့မဟုတ်ဘူးအသင်းတော်ကိုချစ်လို့ဘလူပဲဖြစ်ဖြစ်ကမစွန့်ဘူးဒီအသင်းတော်ပိုကောင်းတဲ့နေရာသွားကျင်တာတော့တာမန်လူပါပဲ။မကောင်းရင်တော့မှချစ်နေတာဖရားရဲ့သဘောတဘာဝဖြစ်တယ်။ဒီလူတွေမပြောင်းလဲဖို့မင်းပါလို့မပြောင်းလဲတော့ငါတိတာပေါ့ကွာ မပြောင်းလဲတဲ့သူဒီတိုင်းထားရင်ဘယ်ပြောင်းလဲတော့လောကသားမကောင်းဘူးဖះတိတာပေါ့မကောင်းတဲ့သူဒီတိုင်းထားရင်ဘလို့နေမလဲဟိုဆိုးတော့မှာပေါ့အဲ့တော့ငါ့ရဲ့ကောင်းမြတ်ခြင်းနေသူတို့အတ္တတာကိုကယ်ဖို့ဆိုပြီးဆုံးဖြတ်တာအဲ့ဒါဖះရဲ့နှလုံးသားဖြစ်တယ်